ဒီနေ့ blue sign tv တော့မဲဆွယ်နေတဲ့ဥပဒေရဲ့ video ပိုင်းကိုကြည့်လိုက်ရပါတယ်ပထမဆုံးသတိထားမိတာကတော့သူဟာတော်လိုင်းရေးသမားတွေကိုအင်မတန်ဒေါသထွက်နေပုံရတယ်ဒုတိယသတိထားမိတဲ့အချက်ကတော့ဘူဂျုတ်အောင်ဆန်းရဲ့ပြောဟန်ဆိုဟန်လေယူလေသိန်းအနေနဲ့စကားပြောတော့တာကိုတွေ့ရပါတယ်အဲ့တော့ဒီညမှာတစ်ခုလောက်ပြောချင်တာကတမိုင်းဝင်သွားတဲ့ခေါင်းဆောင်တွေသူရဲကောင်းတွေတမိုင်းဝင်မဲ့ ခေါင်းဆောင်သွေးရဲကောင်းတွေဆိုတာကအစားထိုးလို့မရပါဘူးသူရဲ့ဖန်ပန်မူရာတွေနဲ့အစားထိုးလဲပြည်သူရဲ့နှလုံးသားကိုဆွဲခွန်နိုင်မှာမဟုတ်ပါဘူးပို့ပြီးတော့အမြင်ကတ်တော့တာပဲရှိမှာပါတခုတော့ရှိတာပေါ့ပြည်သူနဲ့အတူတူရက်တည်နေပြီးတော့မှအမှန်တရားကိုရဲရဲဝုံဝုံရင်ဆိုင်ပြီးတော့ပြက်ပြက်သားသားတော်လန်နေတဲ့လူမျိုးတယောက်ရဲ့လုတ်ပုံကင်ပုံတွေကဒီခေါင်းဆောင်နင်းနီးတော်နေတယ်ဆိုလို့ရှိရင်တော့ဒါကသူလဲသူရဲကောင်းပါလားဆိုတဲ့အတိမှန်ပြုတ်မှုမျိုးတော့ရမှာပါဒါပေမဲ့ ။ဤသူရှင်ထဲမှာကြံခဲ့တဲ့ကြရှုံသွားပြီးသားဖြစ်တဲ့ခေါင်းဆောင်ကြီးရဲ့နေရာဟန်ပန်မှုရာတွေနဲ့တော့ဤသူနှလုံးနောက်ဖန်ဖန်စားလို့မရနိုင်ဘူးဆိုတော့ကျွန်မကပြောချင်တာဖြစ်ပါတယ်။ပို့ပြီးတော့အမြင်ကတ်သွားတာပဲဖြစ်တာပေါ့နော်။ကျမတို့မျက်လုံးထဲမှာတော့မှတော်စပင်မွေးဆူပါတယ်။ကြရတာနားထဲမှာကတ်လန်နေပေါ့။ဒီသူ့လူလူမျိုးတစ်ယောက်ကဟာလာဝေကျုပ်အဆိုင်ဖမ်းပြီးပြောနေတဲ့စကားတွေဟိုကြားရတဲ့အခါကျတော့ချီးစရာကြီးပေါ့။နောက်တစ်ခုကသူပြောတဲ့စကားတွေမှာကြောက်တက်ရင်နိုင်ငံရေးမလုပ်ဘူးเนาะ ဟိုထောင်ကိုဘလို့ကြခဲ့တာလို့ဘလို့နှစ်ကြာကြီးကြခဲ့တာလို့ဒေါတာတွေရှောက်ပြောနေတာပေါ့ပြီးတော့သူပြောလိုက်ပါသေးတယ်နိုင်ငံရေးသမားတယောက်ဟာတဲ့ပြည်သူလူထုချစ်တာကိုပဲလိုချင်တယ်အားပေးထောက်ခံတာကိုပဲလိုချင်တယ်ဝေဖန်ဆဲဆိုတာတွေကိုတော့ထောင်ကြမှာထက်တောင်းကြောက်ပါတယ်ထောင်ကြမှာထက်ဝေဖန်ဆဲဆိုတာကိုကြောက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ကြောက်တယ်ရင်နိုင်ငံရေးမလုပ်ဘူးလို့ပြောရတာတော့ဥပဒေကြီးရဲ့เนาะအဲ့တော့ နိုင်ငံရေးပလက်ဖောင်းကိုမဖြည့်ဆည်းကြနဲ့ဆိုတဲ့စကားကိုလည်းသူပြောလိုက်ပါတယ်။ဟိုအဲ့ဒါကိုထက်ခါထက်ခါပြောပါတယ်။နိုင်ငံရေးပလက်ဖောင်းကိုမဖြည့်ဆည်းကြပါနဲ့တဲ့။အဲ့တော့နိုင်ငံရေးပလက်ဖောင်းကိုအခုရွေးကောက်ပွဲကိုလုပ်မယ်ဆိုတဲ့အတူရောင်ရွေးကောက်ပွဲကိုဖန်တီးနေကြတဲ့အာဏာရှင်တွေကိုယ်တိုင်တော်တော်ဖြည့်ဆည်းခဲ့ပြီးသွားပြီနော်။တော်တော်လေးကိုဥပဒေကိုစောက်ထိုးမိုးမျောဖြစ်အောင်ကင်တွယ်ပြီးတော့စီးမဲ့ကမ်းမဲ့နိုင်ငံရေးပလက်ဖောင်းကို ဖြစ်စည်းလိုက်ပြီးသွားပြီเนาะအဲ့တော့တခြားလူတွေကိုရန်သူလိုသဘောထားပြီးတော့နိုင်ငံရေး platform ကိုမဖြတ်စည်းကြပါနဲ့ဆိုတော့တိုင်းပြည်တပြည်လုံးကိုရန်သူလိုသဘောထားပြီးနိုင်ငံရေး platform ကိုဖြတ်စည်းနေတဲ့ကောင်းတယ်လုတ်တဲ့ရွေးကောက်ပွဲမှာရှင်တို့ကနေရာတနေရာရဖို့စ조사နေမှတည်တာနေတာကြီးလို့ဘာတွေလီလီလန်းလားတွေရှောက်ပြောနေတာလေဥပုပ်ကိုကြည့်ရဲ့ဟမ်เนาะအဲ့တော့ရှင်တို့တွေကလူကြားကောင်းအောင်ရှင်တို့ပြောတာတွေတော့ရှိတာပေါ့ ဟိုနိုင်ငံရေးကိုနိုင်ငံရေးအရာအဖြေရှာမယ်ဆိုတဲ့စကားတွေနိုင်ငံရေးကိုနိုင်ငံရေးနီးလန်းနဲ့ချေကပ်မယ်ဆိုလိုတာကရှင်တို့နိုင်ငံရေးနီးလန်းနဲ့ချေကပ်ပြီးတော့ဒီစစ်ကောင်းဆောင်တွေကိုရှင်တို့ဆွေးနွေးမယ်ပေါ့ပြည်သူအတွက်ပြောမယ်ဆိုမယ်ပေါ့ဟမ်ဓာတ်ရမွဲပြမစိုးကြီးလေဟုတ်လားရှင်အချက်မရှိရှောက်ရှောက်ပြောနေတဲ့စကားကြီးကရက်သိမ့်ပြီလို့မထင်ဘူးလားကိုကိုဓာတ်ရမွဲပြမစိုးကြီးတခါလာလိုက်ဒီမစိုးကြီးပဲဝေဝေပြနေနဲ့เนาะအဲ့တော့ဘလို့မှဆွေးနွေးလို့မရလို့ ဘလို့မှမဆွေးနွေးခြင်းလို့တော့ပြိုင်ဘက်ပါတီတွေကိုထောင်ထဲထည့်ထားတဲ့ကိစ္စဟုတ်လားရှင်တို့လည်းခုဝင်ပြိုင်နေရတာလွတ်လွတ်လပ်လပ်ဝင်ပြိုင်နေရတာမှမဟုတ်တာရှင်တို့ကိုယ်တိုင်တော့မှဟမ်ရှင်စကားထဲမှာကိုရှင်ကအဖေတွေကပါနေပြီရှင်ကိုယ်တိုင်ပြောသွားတယ်လေတစ်ဖက်ကကျမတို့ဒီတော်လိုင်းဘက်ကလော်ဘီတွေပြောနေဆိုနေတဲ့အခါကျတော့တစ်ဖက်ကလည်းပြန်ကြောက်နေရတယ်ဟိုမှာမူဝါဒတွေချမှတ်လိုက်နော်စီမင်းစည်းကမ်းတွေဆွဲလိုက်နေရှင်တို့ဒီရွေးကောက်ပွဲဝင်ပြိုင်လို့မရမှာအောင်တော့တစ်ဖက်က ်လုံမအောင်ရှင်တို့ကြောက်နေရတယ်လူရှင်ကိုယ်တိုင်ပြောသွားတယ်အဲ့ဒီတဲမှာရှင်စကားတဲမှာကိုအဖေကပါနေပြီရှင်တို့ဘာမှလုံးလို့မရဘူးเนาะရှင်တို့ဘာသာရှင်တို့တစ်ဖက်သက်เนาะမယံငယ်ခံနေကြတာရှင်တို့တွေကမယံငယ်စည်ရင်ကိုတစ်ဖက်သက်သွင်းနေကြတာဟုတ်ကရှင်တို့ကိုမယံငယ်စည်ရင်နဲ့အဆင့်တဲမှာတော့ရှင်တို့ထားတာမဟုတ်ဘူးဟုတ်လားကျွန်တော်တို့ပြည်သူလူထုကမျက်လုံးပေါင်းများစွာရှိတယ်နားပေါင်းများစွာရှိတယ်အုံနောက်တွေရှိတယ်ခံစားချက်တွေလည်းရှိတယ်အဲ့ဒီတော့ကျွန်တော်တို့ပြည်သူလူထုကမြင်နေရတဲ့အတိုင်းအတိုင်းတိုင်းပြည်မှာဘလို့ကောင်းနေ ဘလို့ဖြက်စီးဖို့စ조사နေတယ်လေဘလို့ကောင်တွေကဟုတ်လားဒီအာနာအတွက်ဒီလိုမျိုးလုံပိုင်ခွင့်နေရဖို့အတွက်ဘလောက်ထိမျက်နာငယ်ငယ်နဲ့ရှင်တို့လိုလူတွေလေမျက်နာငယ်ခံပြီးတော့ရှင်တို့စ조사နေရတာအချက်တရားတွေကင်းမဲ့နေပြီးတော့မှရှင်တို့ရှောက်ပြောနေဟုတ်လားရှင်တို့ထောင်ထဲမှာဘယ်နှစ်နေနေခဲ့တာလို့ရှင်တို့မှထောင်ထဲမှာဖင်ကျွတ်တက်ပြီးတော့ပဲနေခဲ့နေခဲ့ထောင်ကြတဲ့လူတိုင်းကိုလေးစားရမှာလားကျွန်တော်တို့ပြည်သူလူထုကထောင်ကြခဲ့တယ်ဆိုတိုင်းထောင်နှစ်ရှည်ကြခဲ့တယ်ဆိုတိုင်းကျွန်တော်တို့ကတော်လန်ရေးမှာဟုတ်လားနိုင်ငံရေးမှာအားကိုးရတဲ့လူတို့သတ်မှတ်ရမှာလားနော် ဲ့တော့ရှင်တို့ပြောတဲ့စကားတွေကိုရှင်တို့ကိုယ်လည်းပြန်စဉ်းစားကြည့်အောင်နောက်ပြီးတော့ရှင်ပြောတဲ့မဲပေးတာကမဲပေးရမှာကပြည်သူလူထုရဲ့အလုပ်တဲ့เนาะအဲ့တော့ပြည်သူလူထုဟာလူတိုင်းလက်နက်မကင်နိုင်ဘူးတဲ့ဒါပေမဲ့မဲတော့လူတိုင်းပေးနိုင်တယ်တဲ့နိုင်ငံရေးထွက်ပေါက်အနေနဲ့ဖြေရှာလို့ရတယ်ဆိုတော့ဟိုလမ်းကြောင်းကိုရှင်ကတော့အများအားပြောတာပေါ့ရှင်ဒါပေမဲ့နိုင်ငံရေးထွက်ပေါက်နဲ့ဖြေရှာလို့မရဘူးဆိုတာရှင်တို့ကိုယ်တိုင်လည်းသိပါတယ်เนาะရှင်တို့ကိုယ်တိုင်လည်းသိပါတယ် ရှိသမျှအပေါက်တွေအကုန်ပိတ်ပြီးတော့မှရွေးကောက်ခွင့်လုပ်နေတဲ့ကိစ္စကြီးကိုဘယ်အပေါက်ကအရင်တော့နိုင်ငံရေးထွက်ပေါက်ဖြစ်နေသွားပြီးအုံချသွားပြီးတော့អော်အောင်မှလဲနော်အဲ့လွတ်တော်ထဲမှာရှင်တို့អော်ခွင့်လည်းမရှိပါဘူးရှင်တို့လွတ်တော်ထဲဝင်ခွင့်ရရင်တော့ကန့်ကောင်းရှင်နောက်တစ်ခုကကျွန်မပြောပြလိုက်မယ်ရှင်တို့ ဟိုစ조사နေတဲ့ဒီရွေးကောက်ပွဲရှင်တို့ဝင်ပြိုင်ဝင်ရဖို့အတွက်ရှင်တို့အမျိုးမျိုး조사နေအမျိုးမျိုးပြည်သူမုံအောင်ရှင်တို့ပြောနေတယ်ဟိုဒီစစ်တပ်ကမင်းအောင်လိုင်းပြောပြောပြောရမယ့်စကားတွေကိုရှင်တို့မင်းအောင်လိုင်းကိုစားတွေရှင်တို့ပြောနေတယ်เนาะရှင်တို့အမျိုးမျိုး조사နေကြတယ်ဒါပေမဲ့ကျမတို့ပြည်သူလူထုရဲ့တွားနေတဲ့လမ်းကြောင်းကဟိုစန့်ကျင်ဘက်ပဲရှင်တို့လုံနေတာနေနဲ့လုံးဝစန့်ကျင်ဘက်ပဲအစတည်းကနိုင်ငံရေးအရဆွေးနွေးမယ်ဆိုတဲ့အကြံစီမျိုး ရှိခဲ့မယ်ဆိုရင်ပြည်သူလူထုဟာလက်နက်ကင်ပြီးတော့တော်တယ်ထွက်ခဲ့မှာမဟုတ်ဘူးအသက်ပေးပြီးတိုက်ခဲ့ကြမှာမဟုတ်ဘူးเนาะနောက်တစ်ခုရှင်ပြောတယ်လူတိုင်းလက်နက်မကင်နိုင်ဘူးတဲ့เนาะနေပေးတာကတော့လူတိုင်းပေးလို့ရတယ်ပြည်သူတိုင်းပေးလို့ရတယ်တဲ့ဟုတ်လားလူတိုင်းလက်နက်မကင်နိုင်ဘူးဆိုတာကတော့ဟုတ်ပါတယ်ညီမတို့တော်လန်ရေးတစ်ခုနိုင်ဖို့အတွက်လူတိုင်းလည်းလက်နက်ကင်ကြမလို့ပါဘူးเนาะလူတိုင်းလက်နက်ကင်နေလို့ရှိရင်လည်း ဒီတော်လန်ရေးဟာဒီလောက်အထိကြာမနေတော့ပါရှင်တို့အခုလိုတော့ပြောဖို့အချိန်ရမှာမဟုတ်တော့ပါအဲ့လောက်ထိလေလွယ်ကူမနေပါဘူးလူတိုင်းလက်နက်မကင်နေပြီမဲ့ကျမတို့နိုင်ငံရဲ့ပညာဓာတ်တွေတော်တော်များများလဲဒီလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ်လူငယ်တော်တော်များများလဲရွေးချယ်ခဲ့ကြတယ်ရှင်တို့တုန်းက88လို့မျိုးအချိန်နေမျိုးမဟုတ်ပါဘူးเนาะရှင်တို့တုန်းကထက်လူငယ်တွေပိုတက်တိရှိတဲ့လူငယ်တွေများစွာပေါ်ပေါက်လာပါတယ်အဲ့တော့အဲ့လိုပြောလို့88 ဟိုမျိုးဆက်တွေကိုစော်ကားသလိုလည်းဖြစ်နေဦးသူကပြောချင်တာအဲ့လိုမဟုတ်ဘူးချစ်ဆက်ရှင်မျိုးဆက်တွေချက်ပို့ပြီးတော့မှအင်အားများစွာလက်နက်ကင်လာတာနော်တိုင်းရင်းသားလက်နက်ကင်တွေအားလုံးလည်းရေတော်အာနာရှင်တွေကိုတော်လန်ပြီးတော့မှဒါပြည်သူမျက်နှာကိုမူနေကြတာပါဟုတ်လားအဲ့တော့88မှာချက်ပို့ပြီးတော့ပေးဆက်ရပါတယ်ပို့ပြီးတော့ပါဝင်မှုနှုံထားပို့များပါတယ်ထောက်ပို့အင်အားတွေရော ြည်သူပါဝင်မှုအင်အားတွေရော CDM အင်အားတွေရောပို့ပြီးတော့များပါတယ်အင်အားတွေကနော်ဒီအင်အားတွေကိုကျမတို့ကတော့ယုံကြည်မှုအပြည့်ရှိတယ်ကျွန်တော်လူကြောက်တတ်တဲ့လူတွေကတော့ဘယ်ယုံကြည်လဲကျွန်တော်ပါဇက်ကတာမကြောက်တတ်ပါဘူးလို့ပြောနေတာကျွန်တော်အခုပြောနေတဲ့ဇကားတွေကရှင်တို့ကစကလုံးကိုရွေးချယ်ပြီးတော့စစ်ကောင်စီအာဏာရှင်တွေကိုမထိမဲ့စကလုံးတွေကိုပဲရှင်တို့ရွေးချယ်ပြောနေရတာပြည်သူကိုကြတော့ရှင်တို့ကြိုက်တယ်လို့ပြောရဲတယ်အဲ့ဒီအာဏာရှင်တွေ ရှင်တို့ကိုရွေးကောက်ပွဲဝင်ခွင့်ပေးထားတဲ့အာဏာရှင်တွေကိုရွေးကောက်ပွဲဝင်ခွင့်မရမှာစိုးလို့ဘာတခွန်းပြောရဲလဲအဲ့တော့မင်းပြရမှာပြည်သူအလုပ်လို့ရှင်ပြောတယ်ပြည်သူကရှင်တို့ရွေးကောက်ပွဲကိုစိတ်ကိုမဝင်စားတာเนาะရှင်တို့ဘက်ကဟာလာလူတွေဟာလာဘောမတွေကတော့အဲ့ဒီစစ်တပ်အတိုင်းဝိုင်းတွေကတော့စိတ်ဝင်စားမှာပေါ့အနေစားချောင်နေတာဟုတ်เนาะတော်လန်ပြည်သူကရှင်တို့ရွေးကောက်ပွဲကို လုံးဝစိတ်မဝင်စားပါစိတ်မဝင်စားလို့တော့အခုရက်ထဲမှာထွက်လာတယ်မှလားနော်စက်ယုံကလူတွေကိုကြံ့ခိုင်ရေးဝတ်စုံနဲ့ဝတ်ခိုင်းပြီးတော့ဟုတ်လားရှင်တို့မဲဆွယ်စီယုံတာအော်ခိုင်းတာတွေပြီးတော့အိမ်ပေးမပြောင်းမဲတကားပိတ်ထားလို့ဟိုကရတဲ့နီးနဲ့ထွက်ကြတာတွေနော်ပတ်စံ၃တောင်းပေးတာတွေအမလီတည်င်းနေမှရှင်ပွားထနေတာပဲနော်ရှင်တို့ကအရှိအနေဘုံအနောက်ကနေပေါ်တာပဲဒီရွေးကောက်ပွဲကိုပြည်သူပြည်သူကမဲပေးရမှာကြောက်လို့ဘလို့ရှောင်ရှားရမလဲမသိလို့စိတ်ညစ်နေကြတာတကယ်နောက်ဆုံး အခြေအနေဘလို့မှယုံထွက်လို့မရတဲ့အခြေအနေမျိုးမှာတနတ်နှစ်ထင်ချိန်ပြီးတော့မဲတဲ့ခိုင်းမှသာခဲကြမှာအဲ့ဒီပြည်သူတွေကเนาะအဲ့တော့ရှင်တို့ကအဲ့ခိုးမဲတွေရှင်တို့မတော်မတရားရထားတဲ့မဲတွေနဲ့သာအဲ့ကျန်းခံရေးရတက်တော့မှာရှင်တို့လည်းအဲ့နေရာကိုရမှာမဟုတ်ဘူးဟုတ်လားအခုပဲကြည့်လေเนาะဒီရွေးကောက်ပွဲဥပဒေဆိုတဲ့ရှင်တို့ထုတ်လိုက်တဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုအယောက်တရာကျော်လောက်ကိုရှင်တို့ခံပြီးထောင်ထဲထည့်ထားပြီးပါပြီအနှစ်40ဒီအနှစ်30ဒီရှင်တို့ထောင်ချပြီးပါပြီနော်အဲ့တော့ရှင်တို့ရွေးကောက်ပွဲကြီးလူဘလောက်စိတ်ဝင်စားနေသလဲ ဆိုတာစဉ်းစားကြည့်ပေါ့ပြည်သူလူထုစိတ်မဝင်စားလို့တောင်မှပြည်သူလူထုကိုကြောက်အောင်ရွေးကောက်ပွဲဥပဒေနဲ့ညှိစုံးมาတယ်ဆိုပြီးတော့မှရှင်တို့ထောင်ထဲထည့်နေတဲ့ကိစ္စရှင်တို့မကြားတာလားဒီသတင်းတွေမကြားတာလားဟိုမှာလူငယ်၃ယောက်ဟုတ်လားတယောက်က40တယောက်က49နှစ်နော်တယောက်က42နှစ်နှစ်ယောက်က49နှစ်တယောက်က42နှစ်ဟိုချလိုက်ပြီလူယောက်တရာကြုံပြီအဲ့လိုတွေဟိုရွေးကောက်ပွဲကိုစန့်ကျင်มาတယ်ဆိုတဲ့ဥပဒေနဲ့ရှင်တို့ရှောက်လို့အဲ့လိုမျိုးရှင်တို့ပေါက်လို့ပဲစားရီစောက်ယူစောက်ပေါ်အလုပ်တွေကိုရှင်တို့ရှောက်လို့ပြည်သူလူထုကို ချောက်အောင်ချင်းချောင်းနေတဲ့ကိစ္စကြီးရှင်တို့ကပါထပ်ထပ်ပြီးတော့ဟုတ်လားဟိုတော်တော်အာယုံနောက်အောင်လုပ်ကြတယ်ရှင်တို့တွေကသိလားเนาะအဲ့တော့ရှင်တို့ပါတီကြီးကလည်းဟုတ်လားပြည်သူပါတီကြီးကလည်း2020မှာလည်းရှင်တို့ပြည်နယ်71ခုမှာပြန်ခဲ့တာပဲလေရှင်တို့ဟိုအမလောင်း140နဲ့ပြန်ခဲ့တာဘယ်နှစ်နေရနိုင်ခဲ့လို့လဲနော်ပြည်သူလူထုရဲ့900ဂိုင်းလုံးတော့ရှင်တို့မရှိရလို့လေရှင်တို့ကျွန်တော်ကုန်မဲထဲတာရှင်တို့ခင်းကိုတိုင်းခေါင်းဆောင်နေရာကနေခင်းကိုတိုင်းဝင်ပြန်ခဲ့တာပဲဟုတ်လားအဲ့တော့ရှင်တို့ကိုပြည်သူကဘလောက်ထိယုံကြည် ဟိုခဲ့တယ်လဲဆိုတာဟိုအတော့စရတယ်ကတမိုင်းကြောင်းကရှိသေးတာအဲ့တော့ရှင်တို့ရှောက်ပြောမနေနဲ့အခုချိန်မှာနော်ပေါ့လို့ဘဲစားတွေရှောက်ရှောက်ပြောမနေနဲ့နော်အိုင်းပြည်တွေမှာအခုဆိုလို့ရှိရင်ရှင်တို့ရွေးကောက်ပွဲဟလာကျွန်တော်ပြောပြီးပြီရှင်တို့ရွေးကောက်ပွဲအသိမွေးလာမှာဖြစ်သွားရင်တော့အသိမွေးလာမှာရှင်တို့တော့ဖြစ်အောင်လုပ်လိုက်မှာပဲဖြစ်ကြဆန်းလုပ်လိုက်မယ်ရွေးကောက်ပွဲပြောမယ်ဆိုလို့ရှိရင်အာတုပအိမ်မှာအာတုပချဖို့တော့ညမ်းစင်လိုက်တယ်လို့ပဲဟလာရှင်တို့ရွေးကောက်ပွဲကနော်အာတုပအိမ်မှာအာတုပချတော့ခုနှစ်ရက်လောက်ညမ်းစင်ထားတဲ့ပုံစံမျိုးပဲ နော်အဲ့တော့ဒီရွေးကောက်ပွဲကညမ်းစင်ပြီးတော့ပြီးရင်အဲ့ညမ်းကိုပြန်ဖြတ်မှာဆိုညမ်းကလည်းရုပ်လို့ရဲတယ်ဟာလားဟိုမိုးကာယုံလေနေကာယုံကာထားတဲ့ညမ်းမျိုးနော်အဲ့တော့ရှင်တို့အဲ့ဒီလူမျိုးအနေထားနဲ့ဒီရွေးကောက်ပွဲယူကျင်းပနေကြတာလေပြည်သူလူထုကမြင်နေရတာပဲနော် ပြီးတော့ရှင်တို့ပြောနေတဲ့မင်းဆွေစည်းရုံးနေတဲ့အဲ့လေတန်နေဟာလားပြည်သူလူထုကိုဒေါသထွက်ပြီးပြောနေတဲ့လေတန်နေနဲ့ရပါအောင်မယ်အဲ့ပဲရပါအောင်မယ်နော်ပြည်သူလူထုကိုချင်းချောက်ပြီးတော့ အော်ဟစ်ပြီးတော့เนาะအကြောင်းတရားရိုက်သွင်းပြီးတော့မဲဆွဲခိုင်းတာမဲထည့်ခိုင်းတာအာနာရှင်နေလုတ်တဲ့အလုပ်အဲ့တော့ရှင်တို့လည်းအာနာရှင်နေနဲ့အတူတူပဲဒီရွေးကောက်ပွဲကိုပြည်သူလူထုစန့်ကျင်နေမှရှင်တို့သိရတာနဲ့ဒီအာနာရှင်တွေကိုလည်းရှင်တို့ကထောက်တိုင်နေဝိုင်းလုပ်ပေးနေတာရှင်တို့ရမို့ရှင်တို့ရမယ်အခွင့်အရေးတွေလို့ရှင်တို့တွေအရှက်မရှိသိက္ခာမဲ့ပြောနေပေမဲ့ရှင်တို့ကိုဘယ်ကောင်းမှစိတ်ဝင်စားမှာမဟုတ်ဘူးเนาะအဲ့ဒါကိုတော့တည်တည်ချာချာပြောရတယ် ဟုတ်လားတက်တက်ခိုင်လိုအင်အားကြီးမာပြီးငွေအင်အားလဲတောက်တယ်လူအင်အားလဲတောက်တယ်အမှုပညာရှင်ဆိုတဲ့ထိတ်တန်းအမှုပညာရှင်တွေကိုလဲဆွဲထည့်ပြီးတော့ခေါ်ထားနိုင်တဲ့ပါတီကိုတော့စောက်ကျွေးပတ်နေပါတယ်လို့ကဘာကိုချပြခဲ့တယ်မင်းအောင်လိုက်အဲ့ဒီရွေးကောက်ပွဲရဲ့ရလက်ပဲဒါရှင်တို့လက်ငင်းမြင်နေရတဲ့ရလက်ဒီပဲနော်အဲ့တော့ပြည်သူ့ဘုံမလေးမစားလီလီလာလာတွေမပြောနဲ့ကျမတို့တော်လိုင်းသမားတွေကလေပြည်သူတွေပဲရှင် เนาะပြည်သူတွေပဲရှင်ဒီတော်လန်ရေးသမားတွေလက်နက်ကင်ပြီးတိုက်နေတယ်ဆိုတာလေကျွန်တော်တို့ပြည်သူအတွက်ပဲလုပ်နေတာအဲ့တော့ဟိုတော်လန်ရေးသမားလော်ဘီတွေလော်ဘီတွေမပြောနဲ့တော်လန်ရေးလော်ဘီကအကုန်လုံးပဲတော်လန်ပြည်သူအကုန်လုံးပဲတော်တော်လန်ရေးလော်ဘီပဲအဲ့တော့နိုင်ငံတိုင်းနိုင်ငံမှာနိုင်ငံသားဆယ်ရာခိုင်နှုန်းပိုင်တော်လန်ရေးဖြစ်မြောက်တယ်တဲ့ကျွန်မကြားဘူးလေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဟာလက်နက်ကင်နေတာဆယ်ရာခိုင်နှုန်းမကတယ်လို့နေမြေတွေတိမ့်နာတာကလည်းဆယ်ရာခိုင်နှုန်းမကပါဘူးဟာလက်နက်မကင်နာပေမဲ့ နော်ဒီဒေါ်လာရေးကိုထောက်ခံအားပေးနေကြတဲ့နော်ထောက်ဖို့လုပ်ပေးနေကြတဲ့ပြည်သူလူထုကလည်းဆရာကိုင်တော့မကဘူးရှင်နော်အဲ့တော့ရှင်တို့ဘက်မှာဟာလာဒီအာဏာရှင်ကိုထောက်ခံတဲ့မြက်ကန်းတစီတွေပဲနော်ပြည်သူထဲကလက်တဆုပ်စာရှိတာအဲ့တော့အဲ့လက်တဆုပ်စာထဲမှာရှင်တို့ကြန့်ခိုင်ရေးနဲ့အဲ့ဒီမင်းအောင်လှိုင်တို့နဲ့ပြန်ပြီးတော့ရှင်တို့မဲသွားဆိုရင်ပြည်သူလူထုကိုစောက်အုပ်ကိုပေါက်ပေါက်လုပ်ပေးစားတွေရှောက်ပြုံးနေတယ်နော်အဲ့တော့ဥပဒေကြီးကြားပါသေးပေါ့ရှင်